ဒီပိုင်းမှာတော့မောင်ယိုးနဲ့ဝင်ကြီးကတရုတ်ရှိမှာရကွန်တေးရဲကြံနေတယ်လို့ဝဲသူတွေထပ်လာကိုဆောင်းနေပါတယ်။ဒါပေမဲ့ဝဲသူတွေကတော့ဈေးကြီးလို့မကျေမနပ်ဖြစ်နေပါတယ်။အဝီပလီယာတွေကများပြီးတေးရီယာနေနေတော့အားလုံးကလည်းမရနိုင်ပါဘူး။ ဒီချိန်မှာပဲယူကြီးကသူတို့ဆေးပြားတွေအတင်းလူယူစီဖို့တွေးထူးစကားပြောလိုက်ပါတယ်။ဒါပေမဲ့သူတို့ကတော့မောင်ရွယ် level က61ဆိုတော့မနိုင်နိုင်လို့ပြောလိုက်ပါတယ်။ယူကြီးကတော့အလုံးဝမ်းတိုင်အနိုင်ရနိုင်တယ်လို့ပြောလိုက်ပါတယ်။ဒါနဲ့အလုံးလုံးဝမ်းတိုင်ဖို့လုပ်ကြပါတယ်။ဒီချိန်မှာမောင်ရွယ်ကဘာပဲနဲ့စကားပြောနေပါလဲ။ဘာပဲကတော့နောက်ဆုံးဆက်ပစ္စည်းစိတ်ပိုင်းမတွေးသေးလို့မောင်ရွယ်ကိုတဲကန်နေရတယ်လာခိုင်းလိုက်ပါတယ်။ဒီချိန်မှာလိုးကသူတို့ရှိပြေးလာတာကိုတွေးလိုက်ရပါတယ်။မောင်ရွယ်ကလည်းတခုခုမာနေဆိုတာတိလိုက်လို့ပြေးဖို့လုပ်ပါတယ်။ ဒါမဲ့ဝန်ကြီးကတော့မယုတ်ကိုခုံတက်လိုက်ပြီးအတူပြေးသွားပါပြီ။သူတို့ကပြေးနေနေဗာပဲရှိရောက်သွားပါပြီ။ဒါပေမဲ့လူကတော့နောက်ကလိုက်လာနေတော့ပါပဲ။ဗာပဲကတော့သူတို့ကဘာလို့မောင်ရွတ်နောက်လိုက်နေရလဲသိချင်လို့ယိုးကြီးရှိသွားမိပါပြီ။ယိုးကြီးကတော့ဗာပဲကမောင်ရွတ်တခင်ဆိုတာတိလို့တော့ဈေးတင်ရောက်လို့လေ လူကောင်ဘလူတခင်ကမွေးထားလည်းမတည်သူတခင်တော့မကြခင်တစ္ဆာဘောက်ခံရတော့မှပဲလို့ပြောပြီးသူ့အကြောင်းချောင်းလိုက်ပါတယ်။မောင်ယုကလည်းပြေးနေမောသွားပြီးဝင်ကြီးကိုချလိုက်ပါတယ်။အဲ့ဒီချိန်မှာလူကသူတို့ဝိုင်းလိုက်ပါတယ်။သူတို့လည်းမောင်ယုကိုတိုက်ခိုက်တော့ပြီးမှမောင်ယုကတော့နောက်တစ်ဆင့်မှတုံးမယ်ဆိုပြီးလှုပ်ဝက်ထားတဲ့ရေခဲမော်နဲ့ပြန်တိုက်လိုက်ပြီးပလီယာလည်းခဲကုန်ပါတယ်။တစ်ဖက်မှာတော့ယူကြီးကကြောင်းလင်းကြောင်ပုံဆက်လိုက်မောင်ယုကိုနောက်ရောက်ခံလိုက်ဖို့ပြောလိုက်ပါတယ်။မောင်ယုကလည်းဘာပဲနဲ့ယူကီရှီရောက်လာတော့ယူကီကတော့သူတို့ကိုဆူလိုက်ပါတယ်။ သူတို့ကြောင့်ပြဿနာတွေဖြစ်နေလို့ပါသူကတော့နောက်ဆုံးစိတ်ပိုင်းရှာဖို့အရန်ကြိုးစားနေရပေမဲ့မတွေ့သေးဘူးလို့ပြောလိုက်ပါတယ်။မောင်ရောတော့ဒီလောက်ကျတဲ့တဲကန်နေရာထဲမှာအစိတ်ပိုင်းတိတိလေးကိုဘယ်လိုရှာလို့ရမလဲလို့ပြောလိုက်ပါတယ်။ဒီချိန်မှာ UK ကပစ္စည်းတစ်ခုတွေ့လိုက်ရပါတယ်။ဘာပဲလည်းပစ္စည်းသွားလို့ပြန်ပြင်ဖို့ကြိုးစားခဲ့တဲ့အကြောင်းရှင်းပြပါတယ်။ဒါပေမဲ့ဒါ UK ကိုအကြံတစ်ခုရသားစေပါတယ်။စိတ်ပိုင်းတွေပြန်ပြပြီးဆက်ပစ္စည်းတွေပြီးတတ်ဖို့သူစဉ်းစားလိုက်ပါတယ်။ UK လည်းပစ္စည်းတွေဆက်နေအောင်မောင်ရောကတခြားပလီယာတွေအာယုံလွှဲဖို့စီစဉ်ပါတယ်။ ခဏချာမှာတော့မောင်ယူကပလီယာရီရဲ့အာယုံလွှဲကိုထွက်သွားပါတယ်သူတို့ကအဲ့ဒီကိုရောက်လာရင် UK ရဲ့လုပ်ကိုနှောက်ရှက်မှာဆိုလို့ပါဖတ်မှာတော့ကြောင်နေကြရယူကြီးကိုမောင်ယူရဲ့တီနေရာပြောပြလိုက်ပြီးတော့သူတငယ်ချင်းတွေကဆက်ပစ္စည်းတွေတက်နေတယ်လို့ပြောလိုက်ပါတယ်ယူကြီးကလည်းမောင်ယူကိုပလီယာရီရဲ့တီနေရာကိုပြောပြလိုက်ပါတယ်ဒါကြောင့်သူတို့လည်းမောင်ယူကိုတက်ခတ်ကြပါတယ်မောင်ယူကိုအများသိန်းထိရောက်မဲ့ချိန်မှာယူကြီးကလည်းသူ့ကိုကယ်လိုက်ပါတယ်မောင်ယူကပြေးနေတော့ယူကြီးကလည်းသူ့ရှီလာပြီးမိတ်ခွေနေပါတယ်တော့ကုညီနိုင်တယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့ပလီယာတယောက်ကတော့သူ့ကိုတိုက်လိုက်ပြီးလူတွေစုကတော့သူတို့ကိုတိုက်ခိုက်ဖို့လာနေကြပါတယ် တပတ်မှာတော့ပါပဲ UK နဲ့ဝန်ကြီးကအလုံးလုံးနေရောကြောင်းနေကြပလီယာတွေခေါ်လာပါတယ် ကျောင်းနေကြတော့ဘာပဲမောင်ရွတ်တခင်ဆိုတာပြောပြလိုက်ပါတယ်။သူကလည်းဒေါသထွက်လာပါတယ်။ဘာပဲကတော့သူတို့ရဲ့ပတ်ဆက်မျိုးပြန်ပေးမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့သူတို့ကတော့ပတ်ဆက်မလို့ချင်းတော့ပဲမောင်ရွတ်ပဲလိုချင်နေပါတယ်။သူတို့ကမောင်ရွတ်တက်ပြီးနောက်တစ်ဆင့်မတက်နိုင်အောင်လုပ်ချင်ကြပါတယ်။ဒါကြောင့်ဝင်ကြီးလည်းရှေ့ထွက်လာပြီးသူတို့ကိုတားလိုက်ပါတယ်။တစ်ဖက်မှာတော့မောင်ရွတ်ကတခြားပလေယာတွေနဲ့တိုက်ခိုက်နေပါတယ်။မောင်ရွတ်ကအရင်ချင်းနေတော့သူတို့ကမနိုင်နိုင်ပါဘူး။ဒါပေမဲ့မောင်ရွတ်ရဲ့မန္တာကုံလာလို့ရေးရဲဆွမ်းအောင်မတုံးနိုင်တော့ပါဘူး။အဲ့ဒီချိန်မှာပလီယာတယောက်ကမောင်ရွေးအစွမ်းဒီကုံတော့မှာစီထားမိသွားပါတယ်။သူကတော့လူအုပ်ကိုသူ့ရဲ့မန္တာကုံတော့မှာမဟုတ်အခုနိုင်တော့မယ်လို့ ပြောနိုင်ပါတယ်။ဒါနဲ့သူတို့ကလည်းမောင်ရိုးကိုဝိုင်းတိုက်လိုက်ကြပါတယ်။မောင်ရိုးလည်းသူတို့ရဲ့တိုက်ခိုက်မှုတွေမခံနိုင်တော့ပါဘူး။ အဲ့ဒီချိန်မှာယူကြီးကသူ့ကိုကဲလိုက်ပြီးသူ့ရဲ့အိမ်မွေးတိစံဖြစ်လာကိုပြောလိုက်ပါတယ်။ဒါပေမဲ့မောင်ယိုးကတော့သူကတခြားတယောက်အိမ်မွေးဖြစ်ပြီးသားမို့ဖြစ်နိုင်တော့လို့ပြောလိုက်ပါတယ်။ယူကြီးကတော့မင်းရဲ့တကယ်အားနည်းလို့ငါရှိလာခဲ့လို့ပြောပြီးမြန်မာယိုးကအဲ့ဒါမင်းပူပါလို့လားလို့ပြန်ပြောလိုက်ပါတယ်။ဒါကြောင့်ယူကြီးလည်းအစိတ်ဆိုးသွားပြီးမောင်ယိုးကိုထားခဲ့ပါတယ်။တိုးကလည်းမောင်ယိုးကိုဝိုင်းထားလိုက်ပါတယ်။ယူကြီးကလည်းမောင်ယိုးကိုသူ့ရဲ့အိမ်မွေးမဖြစ်ချင်တခြားသူ့ရဲ့အိမ်မွေးမှာဖြစ်စီရအောင်လို့ပြောပြီးထောက်သားခဲ့ပါတယ်။တစ်ဖက်မှာတော့ဝန်ကြီးကလူကိုဘယ်လိုကန့်တွေအောင်လဲမသိတော့ပါဘူး။သူတို့ကဘာပြောပြောနာဝထောင်တော့ပဲတိုက်ခိုက်ဖို့ပဲစဉ်းစားနေပါတယ်။ဒါကြောင့်ဘာပဲရလဲသူ့ရဲ့အိမ်မွေးအစ်စ်ပိုင်း ောက်ဆလမ်ခေါ်လိုက်ပါတယ်သူ့နာမည်ကတော့ Pinky ပါဖတ်တီးနဲ့မောင်ပေတို့ကသူ့ကိုဖမ်းဖို့ကူညီပေးခဲ့ပါတယ် Pinky ကလည်းသူ့ပုံစံကိုပြောင်းလဲပြီးဗလာဒီဗာထွက်နေရတွေ့ရပါတယ်သူ့ရဲ့ level က55ပါတပတ်မှာတော့ player တွေကမောင်ယိုတိုက်ခိုက်နေတော့မှာပဲယူကြီးကတော့ကျင်းတ်နေပါတယ်ဒါပေမဲ့မောင်ယိုကတော့လွတ်မြောက်ဖို့ပလန်ရှိပါတယ်။တပ်ပွဲအကြံပေးပြီးသူ့ရဲ့စွာအားတွေကလည်းမလုံလောက်တော့ကြတဲ့ကြောင့်မာဘေကိုဖုံးဆက်ပြီးသူ့ကိုပြန်ခေါ်ခိုင်းလိုက်ပါတယ်။မောင်ယိုကလည်းယိုကြီးကိုနှုတ်ဆက်လိုက်ပြီးနောက်မှပြန်တွေ့မယ်လို့ပြောလိုက်ပါတယ်။ဒိုးကလည်းယိုကြီးကိုမောင်ယိုရဲ့တငယ်ချင်းလို့ထင်သွားပါတယ်။ ူရမာယိုတိုက်ခိုက်တော့သူကကိုညီခဲ့တာကိုလည်းတရိရသွားပါတယ်။ဒါနဲ့လိုကလည်းယိုကြီးကိုဝမ်းကြိုက်ပါတော့တယ်။တစ်ဖက်မှာတော့ကြောင်လင်ကြားကတော့ဘာဘီကိုချောင်းတိုက်လိုက်ပါတယ်။ဒီချိန်မှာပဲယူကီယာရောက်လာပြီးဘာဘီကိုကယ်လိုက်ပါတယ်။ပြီးတော့ဂျန်နဲ့လူတွေကိုလည်းတိုက်ခိုက်လိုက်ပါတယ်။ ။ဘာယိုလည်းရောက်လာပါပြီ။ဒါပေမဲ့ပလီယာရီကတော့ပင်ကီယိုကြောင့်ထပ်ပြေးကုန်ကြပါတယ်။ UK ကလည်းသူ့လိုချင်တဲ့စက်ပစ္စည်းတုံးကိုဖန်တီးနိုင်ခဲ့ပါတယ်။အဲ့ဒီပစ္စည်းတွေကိုတုံးကြည့်ပေမဲ့နှစ်ခုကတော့အသုံးမဝင်ပါဘူး။ UK ကလည်းတတိယပစ္စည်းကိုပြပါတယ်။ဒါအသုံးပြန်လောင်ချပါ။ဒါပေမဲ့မောင်ယိုကတော့အဲ့ဒါကိုမဆန်းကျင်တော့လို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်ပါပဲပေါ်တယ်တစ်ခုပွင့်လာပြီးမင်္ဂလိတရားထွက်လာပါတယ်။မောင်ယိုတို့လည်းအဲ့ဒီမင်္ဂလိကသူ့ရဲ့ရန်သူလို့ထင်လိုက်ပါတယ်။ဒါပေမဲ့ဝန်ကြီးကတော့အဲ့မင်္ဂလိကသူ့ရဲ့မိန်းမလို့ပြောလိုက်ပါတယ်။သူကကစင်ကလေးမော်ဆောင်ဝါရရှာဖွေပြီးဖြည့်ရှင်းနိုင်ခဲ့ပါတယ်။သူမှဆောင်းဝါရရှာဖွေပြီးဝန်ကြီးကရကုံးဝန်ကြီးတွေစုဆောင်းပြီးရောင်းချ ါပါတယ်။ကြောင်လင်ကြားတော့ပလီယာတွေထပ်ခေါ်လာပါတယ်။ဒါပေမဲ့မောင်ယိုးတို့ကတော့နောက်ဆင့်ကိုသွားနေကြပါဘူး။သူတို့ကပထမဆင့်ကိုပြီးမြောက်သွားပါတယ်။သူတို့ကနောက်တနေရာရောက်သွားပြီးသူတို့ကဒုတိယအောင်ဝင်တဲ့အဖွဲ့မှအရန်ဆောရောက်နေတာသိလိုက်ရပါတယ်။ဒါကြောင့်ကြံတဲ့လူတွေမလာသေးလို့စောင့်အောင်ပါပဲ။သူတို့ကအနားယူနေတော့ CC ရောက်လာပြီးဖားဘဲကိုမောင်ယိုးရောင်ချွေတင်းကတိုင်းကားရပေးမယ်လို့ပြောလိုက်ပါတယ်။ဒါမဲ့ဘာပဲရောညင်းလိုက်ပါတယ်။မောင်ယွန်းကတော့စီစီရဲ့ကန်လက်ချက်ကိုလက်ခံတင်တယ်။ပြီးရင်ငါနှစ်ရှိပြန်လာမှာပေါ့လို့ပြောလိုက်ပါတယ်။ဝင်ကြီးကလည်းပုံပုံမွဲဘူးလားဈေးချော်ပေးမယ်လို့နေပါတယ်။ဒါမဲ့ဘာပဲရောသဘောမတူပါဘူး။ ညဘက်မှာလည်းစုံကပထမဆင့်ကိုအောင်းတဲ့သူတွေအားလုံးဂုဏ်ပြုလိုက်ပြီးကစားသမားတွေရဲ့အဆင့်မျိုးပြောပြပါတယ်။ပြီးတိုင်းနဲ့နောက်ထပ်ပွဲကိုမိတ်ဆက်လိုက်ပြီးဒုတိယဆင့်အောင်ဝေပလီဂိမ်းဖြစ်ပါတယ်။ဂိမ်းတွင်းမှာနင်းနေညာအဆင့်တွေရှိပဲလို့သူကရှင်းပြပါတယ်။ညဘက်မှာတော့တာမန်ပလေးယာဖြစ်ပြီးညဘက်မှာတော့တယောက်ကိုတယောက်တိုက်ခိုက်ခွင့်ရှိပါတယ်။ဂိမ်းမှာမတူညီတဲ့ကတ်သုံးမျိုးရှိပါတယ်။ဝင်ပလီရှစ်ဖြော်ဟော်တို့နဲ့ရွာသားတို့ဖြစ်ပါတယ်။ဝင်ပလီတွေကညဘက်မှာတိုက်ခိုက်နိုင်ဆိုရင်နှစားပိုများပြီးရှစ်ဖြော်ဟော်တွေမှာခြံကစားသမားတွေကကဘာလဲဆိုတော့တကြိမ်စစ်စီးနိုင်တဲ့ဆွဲရှိပြီးဝင်ပလီကိုတက်ကရွာသားတွေကိုကာကွယ်ဖို့ကြိုးစားရမှာပါ။ ကစားသမားတို့ရှုံးနေသွားတဲ့အခါသူတို့ရဲ့အမှတ်တွေအလိုက်ရသူတွေကိုပေးပါတယ်။ဒါပဲကစားသမားတို့ကမျိုးနွယ်တူတာမို့သူတို့ရဲ့အဖွဲ့တွေကတရားကိုမတော်ဆတက်ခတ်မီတံပိခန့်ရပြီသူတို့ရဲ့ဆွမ်းရည်တော်ကိုဆုံးရှုံးရပါမယ်။ဒါပြင်ဘသူမဆိုသူ့ကိုတတ်လို့ရသွားမှာပါ။ပြစ်တံကာလာတော့9နာရီပဲ။ပလီယာလည်းအသက်ခံရအပွဲမှာဆက်ပြီးနေလို့ရပြီ။အကားတော့ပြောလို့ရတော့မှာမဟုတ်ပါဘူး။ဒီပြိုင်ပွဲအမှတ်တွေနဲ့ပေးပါဖြစ်ပြီးအမှတ်ကျင်ကြပြီ၄ရက်အတွင်းအဆင့်တက်ဆယ်တွေပါတဲ့တူတွေကအနိုင်ရသူတွေပါပြီးတဲ့ခါမှာတော့ကတ်တွေပေးလိုက်ပါတယ် ပါဝင်ရဆုံတော့ကရသွားပြီးမောင်ရတာသူမကိုကြောင်းနေကြအောင်အရင်ဆုံးစမ်းမှုပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့အလှရသူ့ရဲ့ခြေရာခံကရိယာတတ်ထားလို့သူ့ပေါ်မှာမကျေမနပ်ဖြစ်နေလို့ပါ။ကြောင်းနေကြလဲဝန်ပလီကရထားပြီး level နိုင်နေကိုရှာဖို့လုပ်နေပါတယ်။မောင်ရနဲ့ပါဝင်ရလည်းသူ့ချီကိုကြောက်ရွံ့ကောင်းတဲ့ငွေတက်နဲ့ချီးကပ်လာပါတယ်။ကြောင်းကတော့ငါတို့အဖွဲ့တူရင်တိုက်လို့မရဘူးတော့လို့ပြောလိုက်ပါတယ်။ပါဝင်ရတော့သူ့ပုတ်တက်ပေးလိုက်ပါတယ်။မောင်ရကတော့မင်းကောက်ခြေရံဆက်တိုက်လာတာငါတီသွားပြီလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ကြောင်းလင်ကြားကတော့မသိကြအောင်ဆောင်းနေပါတယ်။ မြင်မရတော့တဲ့အဆောင်ကြောင့်လည်းသူ့ရဲ့ကဲ့အဆောင်ကိုတုံးလိုက်ပြီးတက်ခတ်နိုင်စောနှစ်ဆတိုးမြင့်လိုက်ပါတယ်။သူကဒါနဲ့တက်ခတ်လိုက်ပါတယ်။ဒါပေမဲ့မောင်ရောအလွန်တကူကားလိုက်ပြီးတက်ခိုက်တော့စားနှစ်ဆတိုးတော့ငါ့ကိုမရှင်းနိုင်ဘူးလို့ပြောလိုက်ပါတယ်။နောက်ဆုံးမှာတော့ကြောင်ရင်ချကြောင်ရည်ခဲဖြစ်သွားပါတယ်။မောင်ရောကသူ့ကိုမင်းကလေးဝတ်စုံကိုခိုင်းလိုက်ပြီးဓာတ်ပုံတွေရိုက်နေပါတယ်။ဒါပေမဲ့ကြောင်ရင်ချကတော့ရှက်လုံးလို့သူ့ကိုတက်ဖြစ်ဖို့တာပြောလိုက်ပါတယ်။ဒါနဲ့မောင်ရောကလည်းပင်ကီကိုသူ့ကိုတက်ဖို့ပြောလိုက်ပါတယ်။ဒါကြောင့်ပင်ကီလည်းကြောင်ညှက်တက်လိုက်ပါတယ်။ ။ဒါကြောင့်ဘာပဲရလဲအပတ်တရသွားပြီးတခြားဝင်ပလီတွေရှာဖို့ထွက်သွားပါတယ်။ကြောင်နေကြလဲဝိညာဉ်ဖြစ်ပြောင်းသွားပါတယ်။စုံကောကတော့သူကတခြားပလီယာတွေနဲ့စကားပြောနိုင်ပေမဲ့ခိန်းထဲမှာဆက်နေနေရထူးဆန်းနေလို့ပြောလိုက်ပါတယ်။ဒါမဲ့သူကတော့ယူကြီးကိုတရင်ပေးဖို့အဆက်ရှင်တွေရဲ့လက်တင်ဂီတာဘာသာစကားကိုတုံးပြီးပြောနေတာကိုမြင်လိုက်ရပါတယ်။စုံကောကတော့ဒါတရားဝင်လာလို့ကျောင်းဦးကြီးကိုမေးလိုက်ပါတယ်။ဒါမဲ့သူကတော့အိပ်ပျော်နေပါတယ်။ဒါနဲ့သူ့လက်ထောက်ကတော့ဖော်လျှော်လေးပြောလိုက်ပါတယ်။တစ်ဖက်မှာတော့လင်းနဲ့လူကြီးကမောင်ယုံကိုတတိထားတင်နေလို့ပြောနေပါတယ်။အဲ့ချိန်မှာယူကြီးကသူတို့ရှေ့ကိုလာနေပါတယ်။လူကြီးကလည်းသူကပါလဲဆိုတာ ကြီးလိုက်တော့သူကရွာသားတယောက်ပဲဆိုတာတွေးလိုက်ရပါတယ်ဂျိုးကြီးကတော့သူ့ရဲ့ခိုင်းနေရပြီးခဲ့တဲ့စာမွေးမှာအတူပူးပေါင်းနေတယ်လို့ပြောလိုက်ပါတယ်သူကတော့အဆက်ရှင်ဖွဲ့ရဲ့တခင်လေးပါဒါကြောင့်သူကမဟာမိတ်ဖွဲ့ကိုချန်ပေးလိုက်ပါတယ်။ပြီးတာနဲ့ကြောင်းငင်ချာစုံစမ်းထားတဲ့ဘသူကပဲကဲရရတယ်ဆိုတဲ့စင်ရုံသူ့ကိုပေးလိုက်ပါတယ်။ဒါမဲ့လင်းကတော့သူ့ကူညီမလို့ခြင်းပေါ့။သူကယိုကြီးရဲ့ကူညီပါပဲအနိုင်ရဖို့လုံလောက်တယ်လို့ထင်လို့ပါ။ဒါနဲ့ယိုကြီးကလည်းစင်ကိုထားခဲ့ပြီးသူကလည်းကြောက်စဉ်းစားဖို့ပြောပြီးထွက်သွားပါတယ်။နောက်တစ်ခါမှတော့လင်းကလည်းစင်နဲ့ကလူတွေကိုရှင်းလင်းပြီးပြန်လာပါတယ်။ သူကယိုကြီးပေးတဲ့စင်ပမမဆုံးသန်းတာလို့ပြောလိုက်ပါတယ်။လူကြီးကတော့ယိုကြီးရဲ့ပလန်ကနေ့ကိုအပန်းများဆုံးရအောင်လုပ်ပြီးကျန်တဲ့ကစားသမားတွေကနေ့ကိုအာယုံဆိုင်လာပြီးဝိုင်းတိုက်ထိုင်အောင်လုပ်ဖို့ထင်တယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့လင်းကတော့မစိုးရိမ်ပါဘူး။အဲ့ဒီချိန်မှာမောင်ယိုးနဲ့ဘာပဲကသူတို့နားကဖျက်ပြေးသွားပြီးမောင်ယိုးကတော့လင်းရဲ့ဆောင်းအောင်ခန်းစားလိုက်ရပါတယ်။အဲကြောင့်သူလည်းပြန်တိုက်ဖို့ဟန်ပြလိုက်ပြီးလင်းကတော့သူသားနဲ့တိုက်ခိုက်ဖို့ပြင်ဝင်လာပါတယ်။တမ်းဖြင့်မောင်ရော့ညံများပြီးရေခဲကာကွယ်ကိုသာဖန်တီးလိုက်ပြီးသူတို့ကမြန်မြန်ပြေးထွက်သွားပါတယ်။နောက်တင်မှာတော့မောင်ယွန်းနဲ့ပါဖေကကန်းချေပါအပန်းဖြေနေကြပါတယ်။ သူတို့ရဲ့တငယ်ချင်းတွေလည်းရောက်လာပါတယ်အဲ့ဒီချိန်မှာပဲအနာကလူမြောက်ရောက်လာပါတယ်တယောက်ကတော့မောင်ရွံ့ရဲ့နောက်ရပြီးသူ့အမေလို့ခေါ်ပြီးသူ့ပေါ်ရုံးတရခုံးအောင်လိုက်ပါတယ်သူကတော့ပူချာပါသူ့ပေါ်မိဖြူကတော့ပူချာမွန်စတာတွေကမွေးစားခဲ့တယ်အဲဒါကြောင့်မောင်ရွံ့စီကသူ့အမေရဲ့အနံကြားလို့ထင်တယ်လို့ပြောလိုက်ပါတယ် ဝိုင်းရတော့ငါသူ့မင်ဖြစ်ချင်လို့ညင်းနေပါတယ်ဒီဖြစ်ရတော့ပြောစရာတခြားရေးကြီးတဲ့အရာရှိတယ်လို့ပြောပြီးတခြားနေရာခေါ်သွားလိုက်ပါတယ်ပူချာကတော့မောင်ရိုးရဲ့ပေါင်ပေါ်မှာအနားယူနေပါတယ်မိဖြူကတော့ကြောင်နေချာညဘာမှာရိုးကြီးရဲ့အခန်းထဲကိုခိုးဝင်သွားတာကိုမြင်ခဲ့ရတယ်လို့ပြောလိုက်ပါတယ်အဲဒါကြောင့်သူတို့ကအတူတကွာပူပေါင်းနေထိုင်ကြတယ်လို့ထင်တယ်လို့ပြောလိုက်ပါတယ်သူတို့ကရိုးကြီးကဘာလို့လိုချင်တာလဲဆိုတာစဉ်းစားနေပါတယ်ဒါပေမဲ့မောင်ရိုးကတော့ဘာလို့ဒါတွေငါ့ကိုလာပြောနေရလဲလို့မိလိုက်ပါတယ် ီးဖြူကတော့ငါတို့လိုဆိုလိုပလေယာတွေအနေနဲ့သူတို့လိုခိုင်းနေမှရှင်းနိုင်ဘူး။ဒါကြောင့်မဟာမင်းဖွဲ့ကျင်တယ်လို့ပြောလိုက်ပါတယ်။ဝန်ကြီးကတော့ဒါကကောင်းတဲ့ကြံပဲလို့ပြောလိုက်ပါတယ်။နောက်ဆုံးမှာတော့မောင်ယုံကလည်းမဟာမင်းဖွဲ့ကိုတော်တော်တူလိုက်ပါတယ်။စီဝေးပြီးမှာတော့ဇုံဝကမနေ့ကပလေယာတွေအမှတ်တွေကိုပြလိုက်ပါတယ်။မင်းကတော့အမှတ်60နဲ့ဥဆောင်နေပါတယ်။အဲ့ဒီချိန်မှာပဲလင်းရမောင်ယုံသားရောက်လာပြီ။မင်းကငါနဲ့စကားပြောဖို့တန်တယ်။ဒါကြောင့်မင်းငါနဲ့စကားပြောဖို့အခွင့်အရေးရမယ်လို့ပြောလိုက်ပါတယ်။ယူကီကတော့သူ့ရဲ့မာနာကြီးရဲ့အပြုအမူကိုမကြိုက်လို့អော်လိုက်ပါတယ်။မောင်ယုံကလည်းသူ့နဲ့စကားပြောဖို့သဘောတူလိုက်ပါတယ်။ လင်းကတော့မင်းကမင်းကွက်ကိုအောင်းချင်တာငါသိရဲ့ဒါကြောင့်ငါတို့ခိုင်းနေဝင်လာတာမင်းတို့အကောင်းဆုံးခွင့်ရပဲလို့ပြောလိုက်ပါတယ်ပြီးတာနဲ့လင်းကသူ့တားကိုထုတ်လိုက်ပြီးသူကရှုံးမှုဖြစ်နိုင်လို့ပြောလိုက်ပါတယ်ဘာပဲရလဲအဲ့ဒီတားမှာဘာထူးကြလဲလို့မေးလိုက်ပါတယ်မောင်ရတော့ဒါကပြီးခဲ့တဲ့ဆောင်းပွဲတော့ရခဲ့တဲ့လက်မှတ်ဖြစ်ပြီးဒီတားကလူတယောက်ရဲ့အစွမ်းကိုလေးစားတိုးပေးနိုင်တဲ့စွမ်းရည်ရှိတယ်လို့ပြောလိုက်ပါတယ်ခင်းကလည်းမောင်ရအနေနဲ့တယောက်ထဲနဲ့မင်းကွက်ကိုဖြည့်ရှင်းဖို့အခွင့်အရေးမရှိဘူးလို့ပြောလိုက်ပြီးခိုင်းနေဝင်မှုပြောလိုက်ပါတယ်ဒါပေမဲ့မောင်ရကတော့ဘာပဲရအတီးကျွေးဖို့ဒါစိတ်ဝင်စားနေပါတယ် ။ရပါမှာသူတို့အဖွဲ့တွေလည်းတွေ့ဆုံပြီးသူတို့လည်းဒီဆောင်မွေးကိုအနိုင်ရဖို့ပြင်နေကြပါဗျ။ဘောင်ယူကလည်းလင်းရဲ့သားအကြောင်းသူတို့အားလုံးပြောပြလိုက်ပြီးမတော်အားလုံးဝတိုက်ခိုင်းရင်တော့သူ့နိုင်ဖို့ခက်လိမ့်မယ်လို့ငါထင်တယ်။ဒါပေမဲ့ငါ့မှာဖက်လိုက်ရှိတယ်လို့ပြောလိုက်ရင်ဒီပိုင်းလေးပြီးဆုံးသွားခဲ့ပါတယ်။